အားလုံးပဲမိကြပါ Lenny Ice Cube YouTube Channel နေပြီးတော့ကြိုဆိုပါရယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင် Arduino Board ကို beginner တွေအတွက် regular နည်းနဲ့ဆေးပြောက်သွားမှာပါဆိုတော့ Arduino Board ဆိုတာအလွယ်ပြရလို့ရှိရင်ကျွန်တော်တို့ရေးလိုက်တဲ့ program code တွေကိုလိုက်ပြီးတော့ဒီ DSA ပြည့်စုံတွေကိုအလိုတရောထိတ်ထုတ်ပေးတာပါဆိုတော့ဒီ Arduino Board ကိုကြည့်လိုက်အောင်ဒီ Arduino Board ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးမြင်ရမှာ DIC ပါ TIC ကိုကျွန်တော်တို့က microcontroller လို့ခေါ်ပါတယ်။ဒီ Arduino Uno Arduino မှာပါတဲ့ microcontroller က Atmega 328ပေါ့။ဒီ microcontroller က zoom ဆိုလို့ရှိရင်အုံနောက်နဲ့တူတယ်ပေါ့နော်။သူကဒီပုံမှာပါတဲ့ peripheral ကိုဒီကောင်ကပဲသူကထိချုပ်ထားပါ။ဒီတော့ peripheral ကြည့်လိုက်အောင်။ peripheral ဆိုလို့ရှိရင် digital ပဲရှိမယ်။ analog ပဲရှိမယ်။ power ပဲရှိပါတယ်။ digital pin မှာဆိုလို့ရှိရင်0ကနေပြီးတော့30ချီစုစုပေါင်း14ပင်ပါပါတယ်။ digital pin ဆိုတာကတော့ output value ကို0နဲ့1ပြောလို့ရှိရင် high နဲ့ low တခုကိုသူကထုတ်ပေးတာပါ။ဥပမာတွေ့ရလို့ရှိရင် LED တစ်လုံးကိုလင်းစင်ချင်တယ်ဆိုလို့ရှိရင်ဒီပင်ကနေပြီးတော့အဝမ်ဘူအပူပေးတယ်မဟုတ်ဘဲနဲ့ LED တလုံးကိုမေ့ချင်တယ်ဆိုလို့ရှိရင်ဒီကောင်က0အပူပေးတယ ဆိုတော့ analog pair တွေချိလိုက်ရအောင် analog pair မှာဆိုလို့ရှိရင် a0 ကနေပြီးတော့ a5t စုစုပေါင်း6 pair ပါပါတယ် analog pair တွေကခဏတော့ digital pair နဲ့မတူပါဘူး digital pair မှာကျတော့ output တက်ဖို့က0နဲ့1တခုပဲရှိတယ် analog pair မှာကျတော့အဲ့လိုမဟုတ်ဘူး analog pair မှာ output value တွေကအများကြီးဖြစ်တယ်ပြောလို့ရှိရင်0နဲ့1ပဲမဟုတ်ဘဲနဲ့အဲ0 1 2 3အဲ့လိုမျိုးသူရဲ့ တက်ဖို့ကကြောင်းလို့ရပါတယ်ဥမာအနေနဲ့ temperature sensor ကိုကြည့်လိုက်ရအောင် temperature sensor မှာတို့တို့ temperature ကိုဖတ်တဲ့အခါဆိုလို့ရှိရင် value တွေက zero နဲ့ဝယ်မဟုတ်ပဲねသူကအများကြီးရှိတယ်ဥမာ100 degree တို့69 68 69ခန့်အဲ့လိုမျိုးသူက data တွေက variable ဖြစ်တယ်ဒီ temperature sensor တွေရောရလာတဲ့ data တွေကို Arduino ဘုမှာပါတဲ့ converter David ဒေတာတွေသွားပြောင်းပေးရင်အဲ့တော့ဒီ digital pay ရော analog pay ရောကျွန်တော်တို့အနေနဲ့ input အတွက်ရော output အတွက်ရောသလိုရပါတယ် input အတွက်ဆိုလို့ရှိရတယ် digital pay မှာဆိုလို့ရှိရ input တန်ဖိုးက0နဲ့ over ပဲရှိတယ် analog pay မှာဆိုလို့ရှိရ input တန်ဖိုးက0 1 2 3 4ဒီလိုမျိုးရှိပါတယ်သူတို့ digital pay မှာ analog အနေနဲ့သုံးရတဲ့ pay တွေရှိတယ်ဒီ pay တွေကို ကျွန်တော်တို့က PWM ပဲလို့ခေါ်တယ်။ PWM ပဲတွေကို digital အနေနဲ့လည်းသုံးလို့ရတယ်။ analog အနေနဲ့လည်းသုံးလို့ရတယ်။ဒါပေမဲ့ analog အနေနဲ့သုံးတဲ့အခါမှာဆိုလို့ရှိရင်သူတို့တွေကို analog output အနေနဲ့ပဲသူတို့သုံးလို့ရတယ်။ဥပမာပြောရလို့ရှိရင် temperature sensor နေပြီးတော့လည်း analog data တွေကိုဒီကောင်ကမဖတ်နိုင်ပါဘူး။ဒါပေမဲ့ LED ရဲ့အလင်းမယ်ကိုထိချုပ်ဖို့တွေ့ဆိုလို့ရှိရင်ဒီဒီပင်တွေကို analog အပင်အနေနဲ့သုံးလို့ရပါတယ်။ ပြီးတော့ဘိုးရဲ့ operation မှာရှိတဲ့ ICHB ဆိုတဲ့ period ရှိတယ်ဒီ period ကျတော့ Asaka Assyrian program မှာ period ပါဒီဘိုးရဲ့ profit turnover မှာရှိတဲ့ better restart better ပါဒီ restart better ကိုနည်းနည်းလို့ရှိရင်ဘိုးက horror start တစ်ခေါက်ကြပါတယ်အာကျတို့ဒီ Arduino ဘိုးမှာ main LED လို့ပါပါတယ်ဒီ LED က Arduino ဘိုးအလုံးမလုံးစိတ်သက်ခါကြလို့ရှိရတော့ပါတယ်ဒီ restart border ရဲ့အောက်မှာရှိတဲ့ USB pair ကျတော့တိုက်ပြီးပါဒါ USB ကနေပြီးတော့ data transfer လို့ရရင်ဟုတ်ပဲနဲ့ USB ကျိုးကနေပြီးတော့ပဲ power supply ပြီးလို့ရပါတယ်။အားဖြင့်မှာကျတော့ DC jack ပေါ်ပါ။ DC jack ပေါ်ဆိုတာကျတော့အပြေကနေပြီးတော့ external power supply ပြီးတဲ့ခါကျတော့ရှိတော့ပါရဲ့။ကျွန်တော်တို့ပြန်ပြီးကြည့်ကြည့်ပြဆိုရှိရင် Arduino board မှာ microcontroller ရှိမယ်။အဲ digital ပဲရှိမယ်။ analog ပဲရှိမယ်။ power ပဲရှိမယ်။ပြောလို့ရှိရင် power supply ပေးဖို့အတွက် USB နဲ့ DC port တွေရှိပါရဲ့။ကျွန်တော်တို့ဒီ digital ပင်ရဲ့ analog ပင်ရဲ့ channel shape ကို ကိုပဲပြပြမသိသေးဘူးဆိုလို့ရှိရင်စိတ်မပူပါနဲ့ကျွန်တော်တို့ project တွေလုပ်တဲ့အခါကျတော့ရှိရင်ဒီ berry ရဲ့ခြံချေးကိုရှေ့ရှေ့လေးလေးတဘောပေါက်သွားပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ Arduino board အမျိုးအစားဖြစ်ဆက်လိုက်ရအောင်ဒီမနက်ကမှဆိုလို့ရှိရင်ဈေးဝယ်ထဲမှာ Arduino Uno တို့ Arduino Nano တို့ Arduino Mega တို့အသုံးများပါတယ် Arduino Nano က Nano ဆိုတဲ့အတိုင်းပဲသူ့ရဲ့ဘုတ်ကသေးပါတယ် Arduino Mega ကတော့ Mega ဆိုတဲ့အတိုင်းပဲသူကဘုတ်ကကြီးရယ်ပြီးတော့ output ပဲကြီးရယ်ပို့ပြီးတော့များပါတယ် ကျွန်တော်တို့အခုမှစပြီးတော့လေ့လာတဲ့သူတွေအတွက်ကဖိုက်တိုနိုဂျီနိုကအရှိပေးပါတယ်ကျွန်တော်တို့ဒီသင်ခန်းစာမှာလည်းကျွန်တော်ကအက်ဒီနိုဂျီနိုအာသဘီကိုပဲသုံးပြီးတော့ project တွေလုပ်သားမှာပါကျွန်တော်ခုပြပြသွားတာလေးကဗီဂနာတွေအတွက်အက်ဒီနိုဘုန်းနဲ့ပတ်သက်ပြီးတော့အရှိခံတည်တည်တဲ့အကြောင်းအရာလေးတွေပါခုလိုမျိုးကြီးစုပေးတဲ့အတွက်အခြေစွဲထိုးတဲ့ရှိပါရဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်